Hello, good morning. အားလုံးမင်္ဂလာပါရှင်။ဆွေတီပါ။ဒီနေ့ဗီဒီယိုလေးထဲမှာတော့ဆွေတီက Hydrogen Max လေးတွေနဲ့ Overnight Max လေးတွေကိုကပ်ရတာကြိုက်တဲ့သူတွေနောက်ပြီးဆွေတီလိုမျိုးတညာလုံးကပ်အိပ်ရတာတတတတမရှိဘူး။အာ Hydrogen Max ကိုကပ်ပြီးအိပ်လို့ရှိရင်ညာဘက်အိပ်မပျော်ဘူးဆိုတဲ့သူတွေအတွက်ဒီ Max လေးတွေကိုဘယ်အချိန်တွေပြောင်းသုံးလို့ရလဲဆိုတာကိုဒီဗီဒီယိုထဲမှာဆွေတီတစ်ခါလေးလက်တွေ့ပြပြသွားမှာပါ။ အဲ့တော့ပထမဆုံးပြောချင်တာက hydrogen max လေးတွေ overnight max လေးတွေက9နာရီ3နာရီ4နာရီ5နာရီပေါ့နော်အဲ့လောက်ကနေပြီးတော့8နာရီလောက်ထိကတ်လို့ရတာဖြစ်တဲ့အတွက်ကြောင့်ကိုကမအားဘူးဆိုရင်ညဘက်ကိုကတ်ပြီးတော့အိပ်လိုက်ပြီးတော့မနက်မိုးလင်းတဲ့အခါကျရင်ကိုယ့်ရဲ့ skin ကညဘက်တညလုံးသူက hydration အပြည့်ပေါ့နော် moisturizer အပြည့်ပေးနေတဲ့အတွက်ကြောင့်မို့လို့မနက်ကျရင် glow ဖြစ်ပြီးတော့အရန်ကို skin ကောင်းနေဖို့အတွက် ကက်အိတ်ကြတာပါဒါပေမဲ့ဒီညဘက်ကက်အိတ်တဲ့အခါမှာမျက်နှာပေါ်အေးတင်ထားတာမျက်နှာပေါ်တခုခုရှိနေလို့အိတ်မပြောဘူးဆိုတဲ့သူတွေလည်းအများကြီးရှိပါတယ်အဲ့ဒီတော့ကြောင့်အဲ့လိုမျိုးလူတွေဆိုလို့ရှိရင်ဒီ hydrogen mask ကိုတုံးလို့မရတော့ဘူးလားဘယ်ချိန်ပြောင်းသုံးမလဲပြောင်းသုံးလို့ရပါတယ်ဘာလို့လဲဆိုတော့ hydrogen mask တွေ collagen mask တွေက3နာရီ4နာရီ5နာရီလောက်ထားလဲသူ့ရဲ့အာနိသင်အပြည့်အဝရပါတယ် transparent ဖြစ်ပါတယ်3နာရီ4နာရီ5နာရီလောက်ဆိုရင်ကို transparent ဖြစ်ပါတယ်တစ်ခုနဲ့တစ်ခုနဲ့တော့ကာလအချိန်တော့မတူဘူးပေါ့နော်ဒါပေမဲ့ တော်တော်များများဖြစ်ပါတယ်အဲ့တော့ဒီဒီညနေဆိုလို့ရှိရင်အပြင်သွားမှာပေါ့နော်အဲ့တော့အပြင်မသွားခင် hydrogen mask ကိုကတ်ပါတယ်အဲကတ်တဲ့အခါမှာလဲဆိုဒီ moisturizer ကောင်းကောင်းလေးနဲ့ moisturizer လေးထူးထူးလေးလိမ့်ပြီးတော့ moisturizer လေး 6ปีဆိုတဲ့အခါကျတော့မှ hydrogen mask ကိုကတ်ထားပြီးတော့ဆီ3နာရီလောက်ထားပြီးတော့မှ makeup လိမ့်ပါတယ်အဲ့လိုလိမ့်တဲ့အခါကျရင်ဆီပထမ video တွေမှာလည်းပြောပြထားရပေါ့เนาะပို့ပြီးတော့ makeup သားပို့တက်တယ် makeup သားကြာရှည်ပို့ခန်းတယ်ပို့ပြီးတော့ glow ဖြစ်တယ် skin လည်း healthy ဖြစ်နေတဲ့ပုံစံမျိုးလေးဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြောင့် hydrogen max လေးတွေကိုညဘက်သုံးရတာမဟိုအဆင်မပြေဘူးတတောင်တတာမရှိဘူးဆိုရဲသူတွေဆိုလို့ရှိရင်နှိတ်ကင်းဘက်ကိုအားနေတဲ့အချိန်စတဲ့တဲ့ကိုနေပိတ်ရလို့မျိုးကိုအားနေတဲ့အချိန်မှာကိုအလုပ်တစ်ခုခုလုပ်နေရင်းနဲ့ဒီ mask ကိုကတ်ထားလိုက်ပါဒါမှမဟုတ် gain ဆော့တတ်တဲ့သူဆိုလို့ရှိရင် gain ဆော့ရင်အနည်းဆုံး gain 3-4ပွဲဆော့လို့ရှိရင်ကို transparent ကတော်တော်လေးဖြစ်နေပြီပေါ့နော်တော်တော်လေးလည်းကတ်နေပြီအဲ့တော့တခြားအလုပ်တွေပြောင်းလုပ်လို့ရတယ်အဲ့တော့နှိကင်းဘက်မှာလည်းကတ်လို့ရပါတယ်ညဘက်ကြီးပဲကတ်เสียမလို့ပါဘူးစီတူလာမေးကြရညဘက်ပဲကတ်လို့ရလားဘယ်လိုလုပ်လို့ရလဲလာမေးကြရတဲ့သူတွေရှိရပေါ့နော်အဲ့အတွက်ကြောင့်ဆိုတဲ့ဒီ video ထဲမှာပြပြသွားတာပါအဲ့တော့အခုစီတူရဲ့မျက်နှာလေးမှာဆိုရင်ဒီမနက် no no chin စီတူမျက်နှာတက်ပြီးသွားပြီဒါပဲ cleansing လုပ်ပြီးသွားပြီပေါ့နော်ပြီးတော့စီတူအာ toner ပပလေးလိမ့်ထား တယ်ပြီးတော့ serum ပပလေးလိမ့်ထားတယ် serum ထီတော့လိမ့်ပြီးပြီဒါပေမဲ့ဒီနေ့မနက်မှာဆိုတရား ampoule လေးတခြားအဆင့်နေ essence တွေပါရောမလိမ့်ဘူးဘာလို့လဲဆိုတော့ဆိုဒီနေ့ hydrogen max လေးကိုကတ်မှာပါညနေ makeup လိမ့်ပြီးတော့သွားမှာဖြစ်တဲ့အတွက်ကြောင့် makeup မလိမ့်ခင်မျက်နှာအသား smooth ဖြစ်နေဖို့အတွက် moisturizer ရဲ့ hydrogen mask ရေကိုကတ်မှာပါအဲ့တော့အရင်ဆုံးဆိုဒီရဲ့ moisturizer အတွက်ဒီနေ့ရွေးထားတာကတော့ စရီမျက်နှာအကွဲတာမျိုးမျက်နှာအပြင်အထူးသဖြင့်ဒီနေ့လို့အပြင်သွားမယ်ဒီနေ့ရာသီဥတုကဒီမနက်အစောကြီးဆိုရင်နင်းနေနေကြထားတယ်ပေါ့နော်အဲနင်းနေနေကြထားတဲ့အတွက်ကြောင့်ရာသီဥတုအပြင်ထွက်ရင်အေးမယ်အေးလို့ရှင်မျက်နှာအသားဆက်ဆက်တဲ့သမားတွေကမျက်နှာဒီနားရဲ့ညည်းလာတဲ့အခါမျိုးတွေဖြစ်တတ်တယ်အသားအဖက်ဖက်လေးလန်တတ်တယ်အဲ့ကြိုင် make up လိုင်းရ smooth မဖြစ်ဘူးအဲ့အတွက်ကြောင့်စရီရဲ့ဒီလိုရံမျိုးမှာအကြိုက်ဆုံးက mix on ရဲ့ဒီ bin cream လေးကိုစရီရံကြိုက်တယ်ဘာလို့လဲဆိုတော့သူ့ကိုစရီဟိုတစ်ခေါက်ကဗီဒီယိုတင်ထားတဲ့အတိုင်းပဲ skin jan လို့မျိုးနေရာသွားရတာတော့မှာ သူက moisturizing အပြည့်ပေးရဲ့အတွက်ကြောင့်မလို့ဆိုဒါလေးကိုအရန်အေးရဲ့ရက်တွေမှာသုံးရတာအရန်ကြိုက်ပါတယ်အဖက်ဖက်တွေလမ်းနေရာမျိုးမျက်နှာအသားအေးပြီးတော့နီရဲနေတဲ့အချိန်မျိုးတွေမှာဒါလေးကိုထူးထူးလေးလိမ့်ပါတယ်အဲ့တော့ဒါလေးကိုဆိုရင်အရင်ဆုံးလိမ့်ပါမယ်ရှင် Body stealing covers. I like to drink to myself. I'ma have another no. I don't need a hand to hold tight. Don't need a love that's all mine. But sometimes I just want somebody. ကားဆိုဒီ cream လေးလိမ့်ပြီးသွားပြီ cream လိမ့်ပြီးသွားပြီဆိုရင် moisturizer cream ပေါ့နော်လိမ့်ပြီးသွားပြီဆိုလို့ရှိရင်ဒီလိုမျိုးခဏလေးပေါ့နော်အသားရဲ့စိတ်ဝင်အောင်ဒီလိုမျိုးလေးခဏစောင့်ပေးပါမယ်ဘာလို့ဆိုသူကအဲ့လိုမျိုးအသားရဲ့စိတ်ဝင်သွားအောင်ခဏလေးစောင့်လိုက်တဲ့အခါကျတော့မှ mask ကိုကပ်မယ်ဆိုရင် moisturizer တချို့ကဒီနည်းနည်းလေးအာဘယ်လိုပြောမလဲရေဓာတ်ပါတဲ့အရာလေးနဲ့ထိလိုက်လို့ရှိရင် ချွဲတလို့မျိုးဖြစ်သွားပြီးတော့ရေမျက်နှာကိုခရမ်လင်းပြီးတဲ့အခါကျလို့ရှိရင်ရေထိလိုက်ရင်ချွဲကြီးကြီးဖြစ်သွားတတ်တယ်လေအဲ့တော့အဲ့လိုမျိုးမချောက်သေးခင်မှာအဲ့လိုမချောက်တဲ့ခံစားချက်မျိုးမဖြစ်အောင်လို့ဆီဒီကခဏလေးစောင့်ပါတယ်စောင့်ပြီးတော့မှဆီဒီဒီလိုမျိုးဟိုက်ဒရိုဂျင်မတ်စ်လေးကပ်ပါမယ်ဒီနေ့ကဆီဒီဒီဘင်းခရမ်လေးလေးလိမ့်ထားတာဆိုတော့သူ ਨੇ တွဲရဖြစ်တဲ့ဆီဒီဒီဘင်းဟိုက်ဒရိုဂျင်မတ်စ်ပက်လေးကိုပဲကပ်ပါမယ်ဒါလေးကဟိုက်ဒရိုဂျင်မတ်စ်ပက်ဆိုပေမဲ့သူဒီဆီဒီဒီလိုမျိုး အာဒီနေ့လိုမျိုးပေါ့နော်အ мян ကတ်ပြီးတော့အ мян ခွာမဲ့သူဒီလိုမျိုးဆိုရီဆိုဒီနေ့ဆိုရင်နှစ်နာရီလောက်ပဲနှစ်နာရီသုံးနာရီအလုံးစုံပဲကတ်ပြီးတော့ခွာမဲ့အဲ့လို transparent အရင်ဖြစ်သွားလဲအဆင်ပြေတယ်ပေါ့နော်အဲ့လိုအ мян လေးလှုပ်ချင်နေဆိုရဲသူတွေအတွက်ဆိုရင်ဒါလေးကအဆင်ပြေတယ်ဘာလို့ဆိုတော့ तू ကမိနစ်20 30ကနေစပြီးတော့အသားထဲစိတ်ဝင်ပြီးအဲ့လောက်ကစပြီးခွာလို့ရတယ်အဲ့တော့နာရီကွက်တနာရီလောက်ပဲထားပြီးခွာခြင်းနေဆိုလို့ရှိရင်ဒီလို hydrogen max လေးကိုသုံးပါဒါလေးက mixon ရဲ့ ဘင်းဟိုက်ဒရိုဂျင်မက်စ်ပါလိဖြစ်ပါတယ်အဲတခြားဟိုက်ဒရိုဂျင်မက်စ်ပါတီဆိုလို့ရှိရင်နှစ်နာရီကနေပြီးတော့၈နာရီထိထားလို့ရတဲ့အရာတွေရှိရဲ့အဆုံးစုံဆုံးတော့၈နာရီပေါ့နော်ဒါမှစတီကတော့စတီအနေနဲ့ recommend ပေးရဆိုရင်တော့ဟိုက်ဒရိုဂျင်မက်စ်လေးပဲဖြစ်ဖြစ် overnight max ပဲဖြစ်ဖြစ်ပေါ့နော်၅နာရီ၆နာရီထပ်တော့ပို့ပြီးတော့စတီကမကတ်စေချင်ဘူးတခြားတလေ skin ကဟို ဘယ်လိုပြောရမလဲအထီးမခံတဲ့အခါတွေရှိရတချို့ skin တွေကအဲ့တော့အထီးမခံတဲ့အရာတွေဆိုလို့ရှိရင် over hydration ပေါ့နော် over hydrate ဖြစ်သွားလို့ရှိရင်လည်း skin barrier ဖြစ်ဖို့အတွက်ဖြစ်တတ်တယ်အဲ့တော့အာတန်ဆေးလွန်ဘေးဆိုတဲ့အတိုင်းကိုယ့်ရဲ့တင့်တဲ့လောက်ပဲ၈နိုင်ထိကတ်လို့ရရဆိုပေမဲ့၅နိုင်၆နိုင်လောက်ပဲကတ်လည်းအဆင်ပြေပါတယ်အဲ့တော့ဒီ max လေးကတ်လိုက်ပါရမရှင် ီလိုမျက်လုံးနေရာမှာ ပါတဲ့ဟာလေးတွေကိုအလေလွတ်မဖြစ်အောင်ဆူဒီယားဒီနားလေးတွေမှာကပ်ပါတယ်ဘာလို့လဲဆိုဒီနားမှာကအမြဲတမ်း smile line လေးတွေရှိတဲ့နေရာလေးဖြစ်တယ်ပေါ့နော်။တချို့ကကြတော့မျက်တွင်းအရန်နဲ့တယ်ဆိုရင်မျက်တွင်းမှာပြောင်းပြီးတော့ကတ်လို့ရပါတယ်နော်။ drive by myself minutes by myself so I can do my own floor. I don't need a hint to hold tight. Don't need a love that's all mine. But sometimes I just want somebody.